ဘာမဟုတ်တဲ့မိမနဲ့ငောက်ခတ်ပြတကယ်မကြည့်ဖြစ်ဘူးနည်းနည်းအဲ့လိုမျိုး trailer လေးတက်လာတဲ့ဟာပေါ်တော့အဲ့လောက်ပဲကြည့်ဖြစ်တယ်အစားဆုံးလည်းမကြည့်ဖြစ်ဘူးဟောအမအဲ့လိုကားရိုက်ပြီးတိတ်ပြန်ကြည့်ကိုထုံးစံတိတ်မရှိဘူးဘယ်လိုခေါ်မလဲ character ဟာဆိုးဆိုးဝါးရှိတာလေအဲအရန်ပြပြလို့တော့တော့လူတွေကတအားမုန်းနေကြတယ်ဆိုတော့လေပြန်မကြည့်တယ်ဘာလို့ဖြစ်တော့ပါဘူးနေထိုင်ရလည်းမစင်ကျင်ကြဘူးမင်္ဂလာတော့မဆောင်ရသေးဘူးဘိုက်ကထွက်နေတဲ့တည်းတော့လောင်ကြပါသေးဘူးမက်ကြီးတော့ကိုယ်တိုင်လောင်တော့

တော့အမအဲ့လိုကားရိုက်ပြီးတိတ်ပြန်ကြည့်ယူထုံးစံတိတ်မရှိဘူး။အဲ့မဲ့အဲ့လိုမျိုးပေါ့ဟိုကြားတဲ့ comment တွေအဲ့လိုအဘေးကပဝင်းကျင်ကပြောကြတဲ့ဟာတွေပေါ့နော်။အဲ့အဲ့လိုမျိုးတွေအဲ့ဒါတွေကတော့ဆိုးလို့နေ။ဘလို့တော့လိုက်ပြီးပြန်မကြည့်ဖြစ်ပါလားအချိန်မရရိုက်ကူးရစက်မျိုးအဲ့လိုလောက်လို့အဲအဲ့လိုတော့မဟုတ်ဘူးအမလေးမရိုက်ခင်တော့အကောင်းဆုံးဖြစ်အောင်လုပ်တယ်အဲ ဒိုင်ကွင်းမှာမကြိုက်ဘူးဆိုရင်ပြန်ရိုက်တယ်ပေါ့နော်။ရာဟာဆယ်ကများများလုပ်တယ်။အဲလိုချင်တာစဉ်းစားတယ်။တခါတည်းအပြည့်ဖြစ်တယ်။ပြန်မရိုက်ပြန်မကြည့်ဘူးဆိုတာအမဒါကြီးကိုကြည့်ပေါ့။နောင်ရမရကြဘူး။တခါကလေးကြအမတို့မှာလိုအပ်ချက်တွေရှိတာပေါ့။ငါဒါကြီးကိုလိုနေသလားဆိုတဲ့ဟာပြန်ကြည့်။အာငါဒီနေရာမှာမလုပ်လိုက်မိဘူး။ဆိုတော့အဲ့လိုမျိုးကြီးဆိုရင်အမစိတ်ပင်ပန်းရတယ်လေ။စိတ်ညစ်ရတယ်သိရမလား။ အော်ငါအဲ့တော့ဘာလို့အဲ့လိုမျိုးမလုံလိုက်မိတာလဲဆိုတဲ့အတွေးမျိုးတွေပေါ့နော်အဲ့တော့အမအဲ့ဒါကိုမတွေးတော့ဘူးဒါပေမဲ့နောက်စကားရိုက်ရင်အမကောင်းတာအကောင်းဆုံးတော့အကောင်းဆုံးတွေပဲလုပ်ပါအကိုအဲ့တော့ကလည်းအကောင်းဆုံးတွေပဲလုပ်ထားတာပဲပေါ့နော်။နောက်ကားရရင်လည်းအကောင်းဆုံးတွေပဲ။အဲကိုကကိုအကောင်းဆုံးပဲလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ။အာဒီကားရိုက်ထားတာအကောင်းဆုံးလုပ်ခဲ့တာပဲ။ဒါပေမဲ့လည်းဒါလွဲချော်မှုပေါ့နော်။လူတိုင်းကတော့ perfect မဖြစ်နိုင်ဘူးလေဘယ်အရာမှ။ဆိုတော့အော်ဒီကားမှာတော့ဒီလိုလေးတော့ရှိရပေါ့နော်။ဆိုတော့အဲ့မဲ့ feedback တွေပြန်ကြားတဲ့အခါမှာလည်းဟို တိုက်ပြီးတော့ဘယ်လိုကောင်းလဲကာရိုက်တာဟိုဒါဆိုးဆိုးဝါးရှိတာလေအဲအရန်ပြည်ပြင်းလို့တော့လူတွေကတအားမုန်းနေကြတယ်ဆိုတော့လေပြန်မကြည့်လေဘာလို့ဖြစ်တော့ပါဘူးကိုမုန်းတာကြီးတော့ကိုကကိုပြန်မကြည့်ချင်တော့ငါဘာဖြစ်လို့မိမိမဘိုက်ကြီးလို့ဟဲ့ဘိုက်ကြီးလို့နေထိုင်ရလည်းမစင်ချင်ကြဘူးမင်္ဂလာတော့မဆောင်ရသေးဘူးဘိုက်ကထွက်နေသူများကြီးကြည့်ကြပါစေသိရမလားသူများကြီးကြည့်ပြီးသူများကြီးပြောတာကိုပဲနားထောင်လိုက်တော့တယ်သိရမလားအဲအဲကိုကကိုပြန်ကြည့်ပြီးငါတော်တယ်လို့ပြောလို့မရဘူးလေအဲအဲ့တော့ ပါဝင်ချင်တန်ပဲနားထောင်လိုက်တယ်အဲ့ကောင်းတယ်ပေါ့နော်တို့တွေကကောင်းတယ်ဆိုဩအေးအေးငါအဲ့ကားလေးငါကောင်းတာပေါ့နော်အဲ့လိုပြိတ်သက်တွေတော့လောင်ကြပါသေးပေါ့မကေတော့ကိုယ်တိုင်လောင်ပေါ့ကိုယ်ကရိုက်တော့အရန်လောင်ခဲ့ပြီပြီလေအဲ့တော့တို့ပဲလောင်ပါငါသားကိုဒုက္ခပေးပြီနေရတော့စိတ်အေးနဲ့အေးထိုင်နေနိုင်တယ်ပေါ့ဟုတ်လားဘာတွေလာပြောနေပြန်ပြီတော့ဘာပြောမှာလဲနေရအကျွေးတွေကြောင့်ငါသာအခုဒုက္ခရောက်နေပြီလေအားလုံးကတော့ဘယ်လိုပြောပြမလဲသူ့နေရာနဲ့သူယူတဲ့အင်သင်ကန်းစာတွေဖြစ်တာပေါ့နော် အမေတယောက်အနေနဲ့ကြတော့လေဒီကလေးလေးကအာသားအကြီးဆုံးလေးကပညာတတ်အာကိုရတယ်သားအကြီးဆုံးလေးလိုမျိုးအငယ်ကောင်ကိုဖြစ်စေခြင်းတယ်သူတို့ခိုးပြည့်တဲ့အချိန်ဟာ16နှစ်ကျော်ကျော်လောက်ပေါ့နော်ဆယ်တန်းကြောင်းတက်နေတဲ့အချိန်မှာအဲ့လိုဖြစ်သွားတော့မအေးအတွက်ယူကျုံမရဖြစ်တာပေါ့လေသူမျောလင့်ထားတဲ့အရာတွေဖြစ်မလာဘူးဆိုတဲ့ဟာမှာဒီသားလေးကိုနှမျောတာပေါ့နော်နှမျောတဲ့စိတ်ခနဲ့ဟိုဘက်ကအဲချွေးမဖြစ်လာမဲ့တယောက်ကိုမကျေနပ်တာပေါ့နော် အအမှန်တော့ချွေးမလုတ်တဲ့သူကလည်းအော်ဒီယောက်ျားရနေပြီအာအကယ်လို့သူ့စိတ်ထဲမှာလည်းဒီယောက်ျားအိမ်ပေါ်တော့တက်နေနေပြီတဲ့အောင်နေလိုက်မယ်ဆိုတဲ့စိတ်နောက်ခမကလည်းအော်ဟိုဘာပဲပြောဖြစ်ပြီးသွားပြီအာပေးစားရတာတော့ပေးစားရတော့မှာပဲအာသမီးလေးလို့ပဲသဘောထားလိုက်နောက်ဆုံးမကျေနပ်ရင်တော့မှသူ့သားကိုပဲသူပြောသူချွေးမကိုမပြောနဲ့ပေါ့နော်အဲအဲ့လိုမျိုးဆိုရင်စကားပြေလေသွားမှာလေအခုဟာကသူကဟို စတည်းကအမုံ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 နဲ့လာတာတယောက်မျက်နှာတယောက်မကြည့်ရင်ပြီးရဟိုချွေးမလောက်တဲ့ဆိုလဲဆက်ဆက်တိမခံကွာအဲ့ဒါကိုသူကမကြိုက်တာသူ့ထဲမှာပါတယ် dialogue ထဲမှာငါဟိုသက်သက်ချင်းသူတို့တွေ့တော့ဟာပြောတာလေငါ့ကိုရင်တွင်းနဲ့ပတ်တာကိုငါပူလို့ပြောနေတာမဟုတ်ဘူးပေါ့နော်တခေါမကြံပြန်ပြောနေလို့သူကဒေါသထွက်တာအဲသူမအရွယ်ရွယ်အေးပေါ့ဟိုခက်ခက်မာကနဲ့ဒေါ်တင်နေဆိုနဲ့စတွေ့တော့ အဲ့မှာခက်ခက်မှာထုံးမကြံပြန်ပြောတော့သူကအဲ့ဒါကိုကွာသူ့သားတွေကွာသူ့စကားပြီးတယ်အဲတဲ့မလားသူ့သားတွေကဒါဆိုဒါပဲမလုံနဲ့ဆိုမလုံနဲ့အဲအဲ့လိုမျိုးသူ့မိသားစုမှာနေခဲ့ရတာဆိုတော့အပြင်မှာကဒီကောင်မလေးတယောက်ကသူ့ကိုထုံးမကြံပြန်ပြောနေတော့အရင်စိတ်ဆိုးတာပေါ့နော်မိမချင်းမိမချင်းကြတော့လေနှုတ်ပြီးကောင်းကြတယ်လေအကုန်လုံးကသူပြောရင်ငါပြောမယ်ဆိုတဲ့ဟာမျိုးတွေဆိုတော့အဲအဲ့ဒီမှာစတွေ့တွေက မချိမငန်ဖြစ်လာတဲ့ဟာကတရားမှမလျှော့ကြတဲ့ပူဆိုးတယ်။ဒါပဲပြောတော့တူးဦးဘက်ကလျှော့လိုက်ရင်တော့ပြဿနာငြိမ့်ချမ်းသွားမှာပေါ့။ဒါပေမဲ့လျှော့လိုက်ရင်လည်းဒီဇာတ်လမ်းကဖြစ်လာမှာမဟုတ်ဘူးလေ။အဲစိန်နန်းတော်ပွက်တက်ကဒီမှာအာဒီအကမုံးဝင်မှာပေါ့နော်ဒါဆိုင်အစ်စ်ဖွင့်တာအဲ့ဒီဟာလည်းအတူတူအဲတခြားပစ္စည်းလေးတွေလည်းပေါ့နော် တခါတည်းစုံစုံလင်းလင်းရှိတယ်ကြည့်လို့ရတယ်အဲနောက်ပြီးတော့ဒီမန္တလေးရောရန်ကုန်ရောစိုင်ခွဲတွေမှာမိုးရသည့် promotion ရှိတယ်အဲ15ရာခိုင်နှုန်း promotion ချထားတယ်ပေါ့နော်